TNL ပလောင်လေးစိတ်တော့မကောင်းဘူးဟဲ့တကယ်ကိုစိတ်မကောင်းတာပါအဲ့ဒါပါလဲဆိုတော့အခုဒီလိုမျိုးတွေဖြစ်လာမယ်ဆိုတာလွန်ခဲ့တဲ့တလကြကြောနှစ်လလောက်တုန်းကအချုပ် MC တတအချိုးပြောထားပြီးပဲဖြစ်ပါတယ်အဲ့ဒါကိုလက်မခံဘဲနဲ့ MC တတကဟိုလိုဒီလိုအမျိုးမျိုးပို့ခတ်ကဲ့ရဲ့ဝေဖန်ဆဲဆိုခြင်းနဲ့နော်ခံခဲ့လိုက်ရတယ်ကျွန်တော်အခုကဘာဖြစ်သွားပြီလဲခင်ဗျားတို့ကိုယ်တိုင်အတိဆုံး ်အခုစကားစဘာပြောလဲဆိုတော့ကျွန်တော် messenger ဖြစ်ဖြစ်ပေါ်တာလာပုတ်ကြတယ်ကြောင်မဲမှာတဲ့တီဘောမှာတဲ့တီရန်တွေအလောင်းတွေလာကောက်ပေးပါဦးတဲ့အကိုတဲ့လာပါဦးတဲ့ကဲကြားလို့ရောကောင်းလားခင်ဗျားတို့ထင်တာစကားစကိုတကူကောင်းဆံပြီးတော့တူတီတော့အဖွဲစည်းတစ်ခုထဲနဲ့တိုက်ရင်နိုင်မယ်လို့ထင်လိုက်တာခင်ဗျားတို့ရဲ့အောင်မြင်မှုကိုခင်ဗျားတို့မထင်ကြောင်းနိုင်တာခင်ဗျားတို့ရဲ့အောင်မြင်မှုကိုအဟုတ်ရင်မှတ်နေတာ အခုဘာဖြစ်နေပြီလဲခင်ဗျားတို့အရင်က UWSA ကထောက်ပံ့မှုရခဲ့တော့ခင်ဗျားတို့ထုတ်ရှားလို့ကောင်းတာပေါ့လေအခုကြတော့ UWSA ကလည်းခင်ဗျားတို့ကိုထောက်ပံ့မှုရင်ဆိုင်လိုက်တယ်ခင်ဗျားတို့အပေါ်မှာတရုတ်ကလည်းเนาะဒီလုံးဝရင်ဆိုင်မှုတွေကိုပြုလုပ်လာခြင်းကိုခံခဲ့ရတယ်အင်မတန်အင်မတန်မှခင်ဗျားတို့ကိုတနာစီကောင်းပါတယ် TNL ကဒါပေမဲ့ TNL ကသဘောမပေါက်ဘူးကွာတကူကောင်းစာနေတော့သူ့လူမျိုးကိုမြုပ်ဒေတာကိုပိုင်အုတ်ချုပ် ချုပ်ခွင့်ရတဲ့ခုအထဲတော့ကူတာသူကစိတ်ထဲမှာတွင်းထည့်ထားတာဒါလုံးအမားရမှာစကားစားကိုချင်တာကဟာလားကြောက်ထဲသွားတိုက်နိုင်မချင်းလားခမားတို့ထက်အပြက်တာနေတဲ့အာရခိုင်တတ်တော်အေအေတို့သွားကြည့်လိုက်သူတို့တော့မနိုင်ဘူးသူတို့တော့အချားပွိစီနဲ့ပူပေါင်းပြီးတော့တိုက်ခိုက်တာဒါတော့မနိုင်ဘူးခမားတို့ထက်အပြက်တာတဲ့ခရံရီသွားကြည့်လိုက်အနည်းပေါင်းခုနစ်လုံးလုံးတိုက်ခိုက်လာခဲ့တာနိုင်လားဒါကြောင့်မလို့လုံခဲ့တဲ့တလားကြောင်ထလားလုံးက MC ဒါပြောပြီးသားเนาะခင်ဗျားတို့အနေနဲ့ဟိုလောက်ထားတဲ့အရာတွေကိုတောင်းပန်ပြီးတော့ KIA နဲ့အမြန်ဆုံးပူးပေါင်းသွားပါရှိတဲ့ဖွဲ့စည်းတွေနဲ့အမြန်ဆုံးပူးပေါင်းပြီးတော့စကားစကိုတိုက်ခိုက်ပါလှုပ်ဆောင်ပါလို့ပြောထားတော်လဲပဲခင်ဗျားတို့ကဒါရီကိုခွင့်မဆိုင်ခဲ့ဘူးအခုတော့ကွာခင်ဗျားတို့ KIA ကိုသူပူးပေါင်းဖို့တော့မစင်းစားနဲ့တော့ပေါ့လေဘာကြောင့်လဲဆိုတော့ လက်ရှိကချင်ပြည်နယ်မှာလူကြီးတွေအစလူငယ်တွေအစခမည်းတော်တတော်လေးကိုစိတ်နာနေတာတွေ့ရတယ်နောက်တစ်ခုရှမ်းတွေကလည်းခမည်းတော်အပေါ်မှာတတော်လေးကိုလုံးဝစိတ်နာနေတာတွေ့ရတယ်စိတ်နာနေတဲ့ဆိုတာထက်ခမည်းတော်ကိုတိုက်လို့ရရင်ခမည်းတော်ပြန်တွန်းလှန်တိုက်ခိုက်ချင်တာသူတို့ရဲ့စိတ်ကအဲ့တော့ကြာနေဖွင့်စီလဲကျွန်တော်မပြောချင်လဲဆိုတော့ TNA ကိုအတူယူပြီးတော့ TNA ကိုတွားပြီးတော့သင်ကန်းဆောင်ယူပြီးတော့ နော်ကိုကျိုးအတွက်တကူကောင်းဆန်တဲ့စိတ်နဲ့တကူထဲနဲ့တာမသွားပြီးတော့မတိုက်ခိုက်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်မတွန်းလှန်ပါနဲ့လို့ပြောချင်ပါတယ်အခုတရားနယ်ကဘာဖြစ်လဲသူကိုယ်ပိုင်အုတ်ချုပ်ခွင့်ရတဲ့နန်းဆောင်တောင်မှလေချောင်းကနေနေစင်းနဲ့မြတ်တိုက်ခိုက်လို့အခုကအကွဲပြဲဖြစ်နေတာနော်ပြောမကောင်းဆိုပေမဲ့နော်ကတော့နန်းဆောင်မြို့တောင်မှမကြခင်မှာစကားစလက်ထဲမှာရောက်ရှိမှလားဆိုတဲ့စိုးရင်စရာလေးတောင်မှရှိလာတယ် အဲ့တော့ TNL ကအဖွဲ့အစည်းကကြောက်ကြွယ်တော့မှလားလို့တောင်မှမဲခွန်းထုတ်เสียရလေဖြစ်လာတယ်ဗျ UWSA လည်းဒိုးပြီတရုတ်ကလည်းခမည်းတော်ကိုလက်ထက်မှာဒီလိုကန်စုပ်နေရတယ်အဲ့တော့ခမည်းတော်ဘယ်သူအားကိုးမှလဲ KIA ပဲရှိတော့တာအချာအဖွဲ့အစည်းတွေပဲရှိတော့တာနောင်တရဖို့တော့လိုပါပြီဗျ TNL ခမည်းတော်လည်းအချမ်းမဲ့မင်းအောင်လိုက်ကိုတွန်းလန့်တိုက်ခိုက်နေတဲ့သူသူ တယောက်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘီသူအနေနဲ့အားပေးတယ်သူ့တို့ညာလဲခမားတို့ရဲ့တကူကောင်းဆာနဲ့စိတ်တက်လေးကတော့ပြိုးပင်ပြောင်းလဲဖို့တော့လိုနေပြီလို့ချုပ် MC တသားခမားတို့အမားစကားပြောချင်ပါတယ်ဗျအားလုံးကျေးဇူးပါ